ိုက်ပြီးခြေဆိုင် development media group dmg သတင်းဌာနကသတင်းတော်ကိုထက်အောင်နဲ့ရုံးဆောင်ဝေတန်းကိုစိုးဝင်းအောင်တို့ဖမ်းဆီးခံခဲ့ရသလိုဌာနတွေတာဝန်ရှိသူတွေနဲ့သတင်းတော်ဟောင်းတွေကိုအကြမ်းဖက်ပုံမှန်နဲ့တရားစွပ်စွပ်ဖမ်းဆီးဝရမ်းထုတ်ခဲ့တာမနေ့အောက်တိုဘာ29ရက်မှာနှစ်ပြည့်ခဲ့ပါပြီ။ DMG သတင်းတော်ကိုတက်အောင်ဟာ2023အော်တိုဝါ29ရက်မှာရခိုင်ပြည်နယ်စစ်တွေမြို့ဝန်ကဘာကွဲမှာပြေလုနေတဲ့သတင်းတော်လာပြည်နယ်စိုးစံစိန်လောင်ပွဲမှာသတင်းတပ်ပုံရိုက်ကူးနေစဉ်စစ်ကောင်မရှင်တပ်တွေကဖမ်းဆီးခဲ့တာပါသူဖမ်းဆီးခဲ့ရပြီးအချိန်ပိုင်းမှာပဲစစ်ကောင်မရှင်တပ်တွေနဲ့သတင်းအထူးရတပ်ဖွဲ့ဝင်တွေက DMG သတင်းဌာနရုံးကုန်ရောက်ဆင်းနေခဲ့ကညောင်ဆောင်ရုံးဝင်နဲ့ကိုစိုးဝင်းအောင်ကိုလည်းထပ်မံဖမ်းဆီးသွားခဲ့ပါတယ် က်စည်းခံခဲ့ရတဲ့ကိုထက်အောင်နဲ့ကိုစိုးဝင်းအောင်ကိုစစ်တင်မျိုးအမတ်တီရဲစခန်းကရဲဥပဗိုလ်ချုပ်ကတေလိုလှုပ်ပြီးတော့စစ်တွေဥပဒေပုံမှာ65နဲ့ကနအူမှုပွင့်ခဲ့ပေမဲ့2024ခုနှစ်ဇန်နဝါရီလအတွင်းမှာတော့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှာ50နဲ့ကာကြီးနဲ့ပြောင်းလဲမှုပွင့်ခဲ့ပါတယ်။ သူတို့နှစ်ဦးနဲ့အတူ DMG သတင်းဌာနကရုံးဝန်ထမ်းတွေနဲ့သတင်းတော်ဟောင်း၁၈ဦးကိုလည်းအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှား52ကာကြီးနဲ့အမှုဖွင့်ကဖမ်းရန်ထုတ်ခဲ့ပါတယ်။လူမျိုးတော်တပ်ပြတ်မှုကိုရည်ယူပေးရန်မွတ်စလင်များတောင်းဆိုသတင်းပုတ်ကိုအကြောင်းပြကစစ်ကောင်မရှင်က DMG သတင်းဌာနကရုံးတာဝန်ရှိသူတွေနဲ့သတင်းတော်ဟောင်းပါဝင်ဝန်ထမ်း20ဦးကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှား52ကာကြီးဖြင့်ညှဆစုခဲ့တာဖြစ်ပါတယ်။ ဒါနောက်ကိုထက်အောင်နဲ့ကိုစိုးဝင်းအောင်တို့ကို2023ဇွန်လ28ရက်မှာစစ်တပ်မြို့နယ်တရားရုံးကအလုတ်ကျန်းတဲ့ထောင်နဲ့9နှစ်စီနှိရှိထောင်နဲ့ချမှတ်ခဲ့ပြီးစတင်ပါလအတွေ့မှာစစ်တွေအချင်းတော်ကနေပသိမ်ထောင်ကိုနိုင်ငံအချင်းချသူတွေနဲ့အတူသူတို့နှစ်ဦးလည်းထောင်ပြောင်းရွှေ့ခံခဲ့ရပါတယ်။နောက်ထပ် DMG ဝန်ထမ်းအပါအဝင်ဒေသဟောင်းချိုး18ဦးဟာဒီကနေ့ထိတရားခံပြည့်ဖြစ်တတ်မှတ်ခံထားဆဲဖြစ်ပါတယ်။ ဒေယံပြည်တရင်တော်ကိုထက်အောင်နဲ့ရုံးဆောင်ဝန်ထမ်းကိုစိုးဝင်အောင်တို့ဖမ်းဆီးခံရချိန်ဒေယံပြည်ရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေနဲ့ဒေနောက်တွေဟာတရင်ကျုပ်ရုံးပေးရဖြစ်တဲ့အတွက်ရုံးခန်းမှာမရှိကြသလိုတချို့ဒေနောက်ဟောင်းတွေကလည်းလွတ်မြောက်တဲ့ပြည်ပနေရာမှာရှိနေခဲ့ကြပါတယ်။တရင်ဌာနရုံးခန်းဝန်ဆီးခံရချိန်နဲ့ရုံးဝန်ထမ်းတွေဖမ်းဆီးခံရစဉ်ထပ်ပြီးတိတ်ဆောင်ခဲ့ကြရတဲ့ခြေနှုတ်တွေကို DMG ဌာနပိုင်းဆိုင်ရာတာဝန်ရှိသူတွေထံ လူမှုမြန်မာသတင်းဌာနကပြန်လည်မင်းမြတ်ဖို့ကြိုးပမ်းခဲ့ပေမယ့်လုံခြုံရေးရပြန်လည်ဖြစ်ဆိုလာတာမရှိပါဘူးမိတ်ဆွေသတင်းတော့တွေဖန်စီခံရကနှစ်ရှိထောင်နဲ့ချမှတ်ခံရတဲ့ပတ်သက်လို့စိတ်မကောင်းဖြစ်မိတဲ့အကြောင်း DNC သတင်းဌာနမှာပြည်မသတင်းတော်ဟောင်းတူအဖြစ်အချိန်နှစ်နှစ်နီးပါးကြာလောက်ကင်ခဲ့ပြီးတော့အခုလူမှုမြန်မာ သတင်းဌာနရဲ့ရုပ်သက်ပိုင်းဆိုင်ရာအက်ဒီတာတူဖြစ်တဲ့စောစံမောင်ကအခုလိုပြောပါတယ်စိတ်မကောင်းလည်းဖြစ်မိတယ် ရုံးကန်ဝင်စည်းခံရတို့ကိုထက်အောင်ဖန်ခံရတို့ကိုကျွန်တော်တိကျမသိလိုက်ဘူးအဝက်စတန်ယူမှာသတင်းတက်တော့မှသိရတာအကျွန်တော်ကပြပတနေရရောက်ပြီးအဲ့ကနေသတင်းတွေပြဖို့ပြင်နေတော့လွတ်မြောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ channel ရုံးကအေဒါစီသတင်းမေးဖို့စူးစမ်းတော့အကုန်အဆက်အသွယ်ပြတ်သွားတယ်ရုံးကနေထုတ်ပြချက်ထွက်လာတော့မှကျွန်တော်လည်းဖန်ခရန်ထုတ်ခံရမယ်သိခဲ့ရတာအကျွန်တော်ကတော့ဖန်ထုတ်ခံရတာဖြစ်စေစစ်ကောင်စီကိုအမြဲတမ်းတော်လှန်နေမယ် အာနောက်ပြီးတော့ကိုတက်တဲ့သတင်းပညာနဲ့ပြည်သူတွေကိုသတင်းမှန်တွေပေးနေပါပါ အခုကိုထက်အောင်တို့ကလည်းအမြန်ဆုံးပြန်လွတ်မြောက်စေခြင်းပါလေဗျာကိုထက်အောင်နဲ့ရုံးဝန်ထမ်းကိုစိုးဝင်းအောင်တို့အပောင်ဝင်ဖက်စည်းခံထားရတဲ့သတင်းသမားအောင်တို့လွတ်မြောက်ရေးစစ်ကောင်မရှင်ကိုဖိအားပေးဖို့နိုင်ငံတကာတိုင်းဝိုင်းကို နေစီမချသတင်းထောက်များအဖွဲ့ RSF က2024ခုနှစ်ဇူလိုင်9ရက်နေ့မှာတောင်းဆိုခဲ့ပါတယ် RSF ရဲ့ ထုတ်ပြန်တဲ့သတင်းလွတ်လပ်ခွင့်ဆိုးဝါးဆုံးနိုင်ငံတွေစီးရင်မှာမြန်မာနိုင်ငံပါဝင်ပြီးနိုင်ငံပေါင်း180တဲကအဆင့်181နဲ့သတင်းလွတ်လပ်ခွင့်အခြေအနေအဆိုးဆုံးနိုင်ငံဖြစ်ရှိနေပါတယ်။ RSF ရဲ့စီးရင်ရဆရာနာတိန်ကာလာတွင်သတင်းသမား63ယောက်ဖမ်းဆီးခံရပြီး9ယောက်ကတပ်ဖြတ်ခံခဲ့ရပါတယ်။